ားပါဒီနေ့ကတော့ငါးကင်စားခြင်းလို့ air fryer နဲ့ငါးကင်စားပါမယ်ငါးကင်မို့ရတာအတွက်စားစနွေချုံမုံနည်းနည်းနဲ့နေပါမယ်ပြီးရင်၆၆ကြီးဖြစ်မအောင်စီလေးနည်းနည်းလေးထည့်ပေးပါမယ်ကတော့ air fryer ရဲ့ထည့်ခင်ပါ မိနစ်20လောက်အရင်ထားကြည့်ပါမယ်။ငားကင်နေတော့မှကြက်ဥကြော်လေးလဲစားခြင်းလို့ကြက်ဥကြော်ကိုလောက်ပါမယ်။ရတာအတွက်ကတော့ chicken stock တစ်မျိုးနဲ့သုံးထားပါတယ်။ပြီးရင်ငယ်ကောင်းမှုန်နဲ့ထည့်မယ်၊လှိထားတဲ့ချက်သုံးနဲ့ထည့်ပြီးတော့စားကြောပါတော့မယ်။ air fryer လည်းအချိန်ပြည့်ပြီဆိုတော့ထုတ်ပြီးဖွင့်ကြည့်ပါမယ်မိနစ်20ဟုတ်အထက်အရင်မကြက်ချင်သေးဘူးဆိုတော့နောက်ထပ်15မိနစ်လောက်ထပ်ထားပါမယ်ရုပ်ဒီဇိုင်းကျတဲ့မျိုးနဲ့နာနာမင်းတို့ချိန်ပါမယ် ပြီးရင်တော့အရသာအတွက်အတံမြရင်ငပြရင်နဲ့အချုံမုံနဲ့နဲ့ထည့်ပါမယ် ခုဆိုရင်တော့အရန်ဥစားခြင်းနဲ့လည်းချင်ကန်ဆက်၅ခင်လေးရပါပြီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်